အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာရွှေဥတော်ရေးသားထားတဲ့အကြံဉာဏ်ဖြစ်ကြီးပွားရေးစာအုပ်အပိုင်း၁ပဲဖြစ်ပါတယ်။ဤစာအုပ်သည်အပြင်းပြေခဏတစ်ဖြုတ်ဖတ်ရှုရန်မဟုတ် တင်းဤကြီးပွားချမ်းသာရေးအတွက်အထက်ထက်ဖတ်ရှု၏လိုက်နာကျင့်သုံးရမည်စာအုပ်ဖြစ်သည်။ကံကောင်း၍ဝတ်ဥကြောင်းတယ်မဖြစ်ရသောအခါတွင် ကျွန်ုပ်သည်ကလောင်ကို ပြန်ကင်မှုနီးလန်းရှာရပြန်၏။ထိုအခါ၌ကျွန်ုပ်၏လက်တွင် စာအုပ်ကောင်းတအုပ်ရှိနေ၏။ဝန်ကြီးချုပ်ဦးနုသည်အမေရိကန်စာအုပ်တအုပ်ကိုလူဘော်လူဇော်လုပ်နည်းဟုသောအမည်ဖြင့်ဘာသာပြန်၍ထုတ်ရာအလွန်အောင်မြင်၍ပတ်စံအတော်ရသည်ဟုကြားဘူးသည်။ ၎င်းစာအုပ်သည်တစ်ဖက်သားကိုအလိုက်တင်အလျားတင်မြောက်ပြစ်ပြောဆိုခြင်းအပြင်မိမိ၏လိုဘပြည့်အောင်ဆွဲဆောင်ယူသောဤဖြစ်၍လူဘော်လူဇော်လုံးဤဟုဥနုက အမိပေးခြင်းမှမမှားလာပေ။ဤနောက်ပိုင်း၌ဥနုကနမေဇူးသည်ဟုဆို၍မိတ္တဗလာအမိဖြစ် ပြောင်းလဲရိုက်ထုတ်တော်လဲအမှန်မှာမူလနမေသည်ထိုစာအုပ်၏တဘောရဲ့အမှန်ကိုဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ကျွန်ုပ်လက်ဝယ်၌ရှိသော စာအုပ်မှာတစ်ဖက်သားအပေါ်၌ ကြောရအောင်လှုပ်ယူသောနီးမျိုးဖြစ်မဟုတ်ဘဲလူအသီးသည့်တဒန်၌ရှိတတ်သည့်ကြီးပွားရေးမျိုးစိတ်ကလေးကိုအညောက်ပေါက်စေ၍အပင်ကြီးထွားအောင်ပြုစုပေးပြုစုပြိုးထောင်ပေးမိနီးမျိုးဖြစ်လေသည်ကျွန်ုပ်သည်၎င်းစာအုပ်ကိုဘာသာပြန်ဆိုရ၌ဗုဒ္ဓအဘိဓမ္မာအခေါ်အဝေါ်များနှင့်တကွစိတ်တဘာဝနှင့်ပတ်သက်သည့်ကိုယ်တွေ့ကလေးများကိုလည်း ကိုရိကလေးများကိုလည်းရောညက်ဖြစ်စော့ကွာပြန်ဆိုရေးသားခြင်းဖြစ်တော့ကြောင့်စာဖတ်ပရိသတ်ကအရှိတိုင်းစိတ်ကူးတသက်ဖြစ်သည်ဟုပင်မှတ်ထင်ယုံကြည်ကြလေသည်၎င်းစာအုပ်ကိုဥလှဒေါ်အမာတို့၏ကြီးပွားရေးတိုင်းမှထုတ်ဝေရာတွင် စက်ကူရှားပါသောစစ်ပီးစစ်ပီးစခစ်ဖြစ်၍ရောင်ကုန်စက်ရောင်စုံစက်ကူများဖြင့်ဖြစ်သည်လို့ရိုက်နှက်ရခြင်းကြောင့်စာအုပ်ကောင်းတအုပ်တိမ်မြုပ်ပျောက်ကွယ်သွားရသည်ဟုနှမျောမိပါသည်ဤအကြံဉာဏ်ဖြင့်ကြီးပွားရေးစာအုပ်မှာဥနုဤ လူဘော်လူဇော်လုံးဒီစာအုပ်နဲ့မြည်သည့်ပညာရှိခုံရုံး၌ဖြစ်စေ ရှင်ပြိုင်ဝန်သောစာအုပ်တအုပ်ဖြစ်ပါသည်ဆရာကြီးတတတာမှတ်တမ်းတတရတွဲစာမျက်နှာ130မှရွှေဥတော်ဆရာကြီးသည်ဤစာအုပ်ကိုယခုကဲ့သို့ထပ်မံရိုက်နေဖြစ်မီမတိလေ၍သူဤတတတာမှတ်တမ်းတတရတွဲတွင်ရောင်စုံစက်ကူများဖြင့်ဖြစ်သည်လို့ရိုက်နေရသောကြောင့်စာအုပ်ကောင်တအုပ်တိမ်မြုပ်ပျောက်ကွယ်သွားရသည်ဟုဆိုသည် စင်စစ်ပြန်လဲမထုတ် မီလီယံဤမြမကပြီးဤစာအုပ်ပထမဆုံးအချိန်1945ခုနှစ်ထုတ်သောအချိန်ဒီစကူရှားပါလာ၍စာအုပ်များများသည်လည်းမရိုက်နိုင်ရိုက်သမျှကိုလည်းတပြီလုံးနှံ့အောင်ဖြန့်ဖြူးနိုင်သော ကာလမဟုတ်သဖြင့်ပို၍နှစ်နာသည်ဤထို့ပြင်ဤစာအုပ်ကိုထိုစဉ်ကပထမတွဲဒုတိယတွဲနှစ်အုပ်ခွဲထုတ်၍တအုပ်လျင် လေးချက်ရောင်းလျာယင်း Caspi Kit English ငွေရှစ်ချက်သည်တော်ယုံတန်ယုံလူမဝေနိုင်ပြီး ကျွန်ုပ်သည်1946ခုနှစ်စံကုန်တဲ့အဖြစ်နဲ့မန္တလေးရောက်သွားသည့်၌ဤစာအုပ်ကိုကြီးပွားရေးတိုင်မှငွေ၈ချပ်ဖြင့်ဝယ်ယူဖတ်ရှုရသည်ကျွန်ုပ်ဖတ်ပြီးသားစာမျက်နှာများကိုကြည့်ရှုပါကမိကုံအဖြေတွေမှတ်ချက်တွေနံမေးရရေးထားခြင်းဖြင့်ကျောင်းသုံးစာအုပ်များလာဟုအောက်မိရပေသည်ဆရာကြီးအညွန်တိုင်းဤမြညံ့ညံ့ဝါးခဲ့တော်လဲတင်သည်ငွေကိုအလိုရှိသလော ထင်ပေါ်ကျော်စိုးခြင်းကိုအလိုရှိသလိုဤနှလုံးအနက်ကျွန်ုပ်သည် စီးပွားရေးတမမဟုတ်မူ၍ငွေဖြစ်ကြီးပွားချမ်းသာခြင်းမဖြစ်သည်ကိုကမိတ်ဆွေများအသည့်သို့သော တကယ်ငွေကိုအလိုရှိ၍ဤစာအုပ်ပါနီးလန်းများအတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ကြီးပွားချမ်းသာနေသူများတဲ့မှကိုတွေ့မျက်မြင်တယောက်ကိုကိုကာဖော်ပြလိုပေသည်1950ခုနှစ်ဆရာကြီးသည်ကြောင်မြောင်းတီတာလမ်း၌ အိမ်တခန်းငားရွံ့၍ခေတ္တလာရောက်နေစဉ်တနည်းတနိုင်အသက်40ခန်းရှိလူတယောက်ရောက်လာကဆရာကြီးရွှေဥတော်ဟုတ်ပါသလားဟု မေးမြန်းပြီးတခါတည်းထိုင်၍ရှိခိုးလေသည်ပြီးမှကျွန်တော်နာမည်မောင်အောင်သိန်းပါဖောင်တော်တီကပါ ကျွန်တော်ဟာဆရာကြီးရဲ့အကြံဉာဏ်ဖြင့်ကြီးပွားရေးစာအုပ်အတိုင်းလိုက်နာကျင့်သုံးလို့ အခုအတော်အတန်ကြီးပွားချမ်းသာနေပါပြီဒါကြောင့်ဆရာကြီးကိုလာပြီးကတော့ချင်းဖြစ်ပါလေထိုအခါ၌ဆရာကြီးမှအတော်ခေါင်းပါနေပုံကိုမြင်၍ ကိုအောင်သိန်းသည် လက်ခံရန်တောင်းပန်ပြီးထိုအခါ၌ဆရာကြီးသည်အတော်ခေါင်းပါနေပုံကိုမြင်၍ကိုအောင်သိန်းသည်လက်ခံရန်တောင်းပန်ပြီးငွေများကြတော့သည်နောက်နောက်တွင်လည်းသူအလုတ်ကိစ္စနှင့်ရန်ကုန်သို့လာတိုင်းအဝတ်အထည်များစားတောက်ဖွဲရာများနှင့်ကြတော့သည်တကြိမ်တွင်မူဆရာကြီးကိုအားရပါရပြုစုဇမ်းပရစီသူအိမ်တို့လိုက်ခဲ့ဇမ်းမှာဟုတ်ပင့်ဖိတ်သည်ဖြင့်တော်ကြီးဆိုရကျွန်တော်ပါဖောင်းတော်သည်တို့ညအိတ်လိုက်ပါသွားကြသည် ကိုအောင်သိန်းသည်မူလကတောပွဲစားကလေးဖြစ်ခဲ့ရမှထို့အချိန်တွင်ဖောင်းတော်သည်မြို့ပုံ၌တောက်တိုက်တလုံးကိုအပိုင်ဝယ်ပြီးကဆန်ဆက်တလုံးကိုငှားရမ်းပြီးကိုပိုင်စဘာများချိန်နေသည်နောက်မကြာမီ၌ဤဆန်ဆက်ကိုပါအပီးဝယ်တော့မည်ဟုပြောကြားလိုက်ပါသည်ဤစာအုပ်ကြောင့်ရင်းသို့ကိုရွိဒိဋ္ဌအကျိုးတက်ရောက်သူတွေရှိလိမ့်မည်ဟုယုံကြည်သည်ဆရာကြီးဤတသက်တာမှတ်တမ်းတွင်အကြံဉာဏ်ဖြင့်ကြီးပွားရေးစာအုပ်မှဥနုဤလူဘော်လူဇော်လုံနီးစာအုပ်နှင့် မိသည့်ပညာရှိခုံယုံ၌ဖြစ်စေရှင်ပြိုင်ဝန်သောစာအုပ်တအုပ်ဖြစ်ပါသည်ဟု ဆိုထားလျာလူပေါ်လူစော်လုံးဒီစာအုပ်ကိုမေတ္တာပလအမိဖြင့်ကြောင်းတုံပြထမ်းခဲ့ရ၌ဤအကြံဉာဏ်ဖြင့်ကြီးပွားရေးစာအုပ်ကိုလည်းကြောင်းတုံလုပ်ဖို့အဘဲကြောင့်မစင်းစားတင်ပါသည်တော်သာဆွေစကားချီတင်သည်မိသည့်အရာကို အလိုရှိသည်နီငွေကို အလိုရှိသလိုထင်ပေါ်ကျော်စောခြင်းကိုအလိုရှိသလို ဩဇာတေကမကြီးခြင်းကို အလိုရှိသလိုရောက်ရဲ့ကျင်တဲ့ခြင်းကို အလိုရှိသလိုဥပတိယုတ်ကောင်းခြင်းကို အလိုရှိသလိုစိတ်ငြိမ်းချမ်းခြင်းကို အလိုရှိသလိုချမ်းသာဒုက္ခကို အလိုရှိသလိုဤစာအုပ်တွင်ဖော်ပြပါရှိသောနိလန်းမျိုးသည်ယောက်ျားအတွက်ဖြစ်စေမိန်းမများအတွက်ဖြစ်စေ လောက၌မိမိတို့လိုအပ်သောအရာကို မချွတ်ဆက်ဆက်ရရှိနိုင်ရန်အတွက်အတူဆုံးသော ဖြက်လန်းကြီးဖြစ်ပေသည် ၎င်းနိလမြသည်တူတယောက်တည်းသောသူ၏စိတ်ကူးညံ့ဖြင့်ကလထိုင်ပေါ်မှ တွေးတောကြံစီရေးသားချက်များမဟုတ်လက်ဖွားခြေဘွားမှတိုင်းကျော်ပြည်ကျော်တထေးကြီးများအဖြစ်တို့တိုင်ရောက်ရှိကြပြီးသောပုပ်ကိုကြီးပေါင်း900ကျော်900ကျော်တို့၏စီးဝါရှာပုံစနစ်နီးနာတို့ကိုစစ်ဆေးမေးမြန်းစုံစမ်းနှီးနှောပြီးဒီနောက်၎င်းတို့၏ပြောဆိုချက်များကိုတစ်ခုနှင့်တစ်ခုတိုင်းညိနိုင်ချိန်၍ အစီအနှစ်ထုံနှုတ်စီရင်ရေးသားထားခြင်းဖြစ်ပါသည်ဒုဖြစ်ရကဤစာအုပ်သည်အပြင်းပြင်းဖတ်ရှုရန်ရည်ရွယ်ချက်ဖြင့်ရေးသားထားသောစာအုပ်မျိုးမဟုတ်သဖြင့်ရတတပတ်အနေနဲ့ရတတပတ်ပေါင်းများစွာတိုင်အောင်အချိန်ချင်းအထက်ထက်ဖတ်ရှုစင်ကြင်၍လေ့လာသုံးသပ်ရန် လိုအပ်သောစာအုပ်မျိုးဖြစ်ပါれ။ထို့ကြောင့်တစ်ချိန်ဖတ်လျင်တခမ်းမြထပ်ပုံမပူစေဘဲညံ့ညက်ဝါး၍စားထိုက်ပေသည်။ဤကြီးပွားတိုးတက်ရေးပညာသည်အကြောင်းများတွင် သင်ကြားရသော ပညာရက်များနေရာ၌အစားသွင်းနိုင်သည်ဟုမဆိုလိုတော်လဲကျောင်းမှတင် जा တက်မြောက်သောပညာကိုကြီးပွားတိုးတက်ရေးသို့မဟုတ်ငွေရမှုအထွတ်ဘဲကဲ့သို့အသုံးချရမည်ဟု၍နီလန်းညွန်ပြပေးခြင်းဖြစ်ပါသည်ဖော်ပြဖော်ပြပါရှိသောနီလန်းများကိုနှိချိုက်သဖြင့်လိုက်နာလေ့ကျင့်သောအခါဘိုတစုဒီဟုသောနီးစနစ်ကိုအသုံးပြုဖို့အထူးတတိပေးလိုပါသည်ဤစာအုပ်ကိုဖတ်ပြီးသဖြင့်နှိချိုက်သူ၃-၄ယောက်တို့သည် အသင်းကလေးတည်င်းဖွဲ့စည်း၍ ရတတပတ်လျင်အ ਨੇ ဆုံးတစ်ချိန်ကျတွေးဆုံပြီးလျင်စာအုပ်မှအခန်းတစ်ခန်းကိုဖတ်ရှုကြ၍ထင်မြင်ချက်အသီးသီးပေးကဆွေးနွေးတင့်ကြပေသည် ထိုကဲ့သို့ဆွေးနွေးခြင်းအဖြစ်ပေါ်ထွက်လာသောစိတ်ကူးများကို အသီးသီးရေးမှတ်ထားသင့်ပါသည်ထိုကဲ့သို့တွေးဆုံဖတ်ရှုခြင်းမပြုမီအတင်းသားအသီးသီးတို့ကိုနောက်အစည်းအဝေး၌ဖတ်ရှုကြမည်အခန်းကို၃-၄ရက်ကြိုတင်ဖတ်ရှုထား၍၄နှစ်စွာစဉ်းစားဆင်ခြင်ထားအပ်ပေသည် အစည်းအဝေး၌ဖတ်ရှုသည့်အခါစာဖတ်ကောင်း၍လေးလေးနက်နက်အတိတ်ပဲပေါ်ထွက်အောင်စာဖတ်တတ်သူတယောက်ကဖတ်ပြတင့်ပါれ။ဤနည်းအတိုင်းလိုက်နာပြုခြင်းခဲ့ပါကအကျဉ်သူတို့သည်စာအုပ်တွင်ပေါ်ပြပါရှိသောဤစနစ်တို့အပြင်မိမိဥကောင်းမှအစွမ်းကုန်ညှစ်ထုတ်စင်ကျင်ထားသည့်စိတ်ကူးများနှင့်တကွအသင်းသားများ၏အုံနောက်မှထွက်ပေါ်လာသောစိတ်ကူးများအတွက်ပါအကျိုးခံစား권ရှိပေလိမ့်မည်။ပေါ်ပြပါရှိသောအကြောင်းအရာများမှာကြီးပွားတိုးတက်ဖို့သို့မဟုတ် တတိဖြစ်စေဖို့ဘာကိုလုပ်ရမလဲဘယ်ကဲ့သို့လုပ်ရမည်ဟူ၍အတိအလင်းဖော်ပြထား၏ဒုံဤစနစ်များမှာတတိပေါင်း900ကျော်တို့၏ဤစနစ်များမှာ အစီအနှစ်များဖြစ်သောကြောင့်တဦးတယောက်သောသူအတွက်ဤအလုံးလိုကောင်းမှလိုပေလိမ့်မည်သို့သောဤစာအုပ်ကိုဖတ်ရှုစဉ်အတွင်းတွင် ပုဂ္ဂိုလ်အသီးသီးနှင့်သက်ဆိုင်ရာဤစနစ်ကိုတွေ့ရှိရလိမ့်မည်ဟုမျှော်လင့်ပေသည်အထူးသတိပြုရန်မှာဤစာအုပ်တွင်တင်ဤကြီးပွားရေးအတွက်လေဝတ်နဲ့နေသော အချက်ကြီးတစ်ချက်ပါရှိ၏ ထိုအချက်ကိုထိုအချက်ကိုကျွန်ုပ်တို့ကိုယ်တိုင်ဖောက်ဖော်ညွှန်ပြခဲ့ရင်ခရီးမရောက်မီသို့သောကြောင့်တင့်အလိုအလျောက်ရှာပွေဖို့ချန်လှက်ထား၏တင်သည်ကြီးပွားထိုက်သောပုံကူတူဖြစ်ခဲ့ရင်ထိုလှည့်ဝက်သောအချက်ကိုမုတ်ချအေကန်တွေ့ရမည်ဖြစ်၏တွေ့အောင်ရှာပါလေထူးခြားသောအချက်မှာထိုလှည့်ဝက်သော အရာကိုကိုယ်တိုင်တွေ့အောင်ရှာနိုင်သောသူသည် မကြီးပွားပဲမနေနိုင် ထွက်၍ပြေးတော်လဲမလွတ် ဒနာဥစ္စာသည် ထိုသူရှိရာသို့အတင်းလာရောက်ခြေတော့မီဖြစ်၏။ဤလှိဝတ်သောအရာသည် အခန်းတိုင်းတွင်ပါရှိ၏။ကြီးပွားထိုက်တော်သူမှန်လျက်မတွေ့ဘဲမနေနိုင်ချေ။တွေ့ရှိတော်သူအဖို့၌ငွေသည်၎င်း၊ဩဇာတိတ်ကမသည်၎င်း၊လူချစ်လူခင်ပေါ်များခြင်းသည်၎င်း၊ကျော်စောကျော်စောကိတ်တိရှိခြင်းသည်၎င်း၊ချမ်းသာဒုက္ခသည်၎င်း၊အလိုအလျောက်လာရောက်ရမည်ဖြစ်၏။တဘောဆူဆိုင်စွာဖတ်၍ရှာလေလော။ ကောလိပ်ကြောင်းတိုင်းမหนีခဲ့ဘူးတော့လဲစိတ်မပြတ်လေနဲ့အောင်လက်မှတ်မရခဲ့တော့လဲအားမလျှော့လေနဲ့ထိုအချက်ကိုတွေးအောင်ရှာတက်လျင်တင်းဒီမချွတ်ကြီးပွားရလက်တက်တင်းဒီထိုအချက်ကို ပထမအခန်း၌တော့၎င်းနောက်ဆုံးအခန်း၌တော့၎င်းအလေခန်းများ၌တော့၎င်းတွေးရှိကောင်းတွေးရှိပေလိမ့်မည်ရင်တို့တွေးရှိရသည်နှင့်တပြိုင်နက်ငါသည်ဤအချိန်မှစ၍ဤကံမုတ်ချကြီးပွားချေတော့အံ့ဟုဝမ်းမြောက်ဝမ်းသာဖြင့်လက်ခမောင်းခတ်လေတော့ ထိုလှုပ်ဝတ်တော်အရာကိုရှာဖွေရ၌သဲလွန်စားရစိတ်သောငါအမွက်လေးတခုပေါ်ပြပေအုံးမီညဉ့်ညက်ဝါ၍စစ်စစ်တွေးပါလေရှာမိစုဆောင်ရရှိသမျှသောပစ္စည်းဥစ္စာဟုသမျှတို့သည်စိတ်ကူးညံသည်ဟုသောမျိုးစေ့မှပောက်ဖွားရသည်သာဖြစ်ချေ၏စိတ်ကူးညံသည်လည်းစိတ်၌သာဖြစ်ပေါ်ရမြဲဖြစ်၏ရိမ့်မိစေခြင်းကလွန်စွာဥပမာတစ်ခုဆောင်းပေအပ်အသက်အာမခံကုမ္ပဏီတစ်ခု၌အလုံးလုံးသော ကိုယ်စလဲတယောက်သည်စက်ပိုင်းတူဖြစ်လာသောဦးလေးတယောက်ထံသို့အလဲအပတ်သွားရောက်စဉ်ဦးလေး၏အလုတ်ခမ်းအတွင်တွင် အတူတကွထိုင်လျက်ရှိကြသည်ထိုအခါအလုတ်သမားတယောက်ဤသမီးကလေးတယောက်သည်အတွင်သို့ဖြင်းညင်းစွာဝင်လာ၍ဇပွဲအနီးတွင်တိတ်ဆိတ်စွာရက်လျက်ရှိကဦးလေးသည်သူငယ်မကိုမြင်နေနှင့်ဟေ့ဘာလာရှုပ်တာလဲဟုငေါငန်း၍မေးလိုက်၏ထိုအခါမိန်းကလေးသည်စက်ပိုင်း၏မျက်နှာကိုစိတ်စိတ်ကြည့်လျက် အမေကပတ်စံငါမူပေးလိုက်ပါတယ်ဟု ပြော၏ဆက်ပိုင်ဟေ့လာမရှုံနဲ့ပြန်သွားသူငယ်မဟုတ်ကဲ့ရှင့်ဟု ပြောတော်လဲနေရာမှမရွေ့ပဲရက်လျက်ပင်နေ၏ဆက်ပိုင်သည်သူငယ်မကိုဂယုမဆိုင်တော့ပဲမိမိအလုပ်ကိုဆက်လက်လုပ်ကင်လျက်ရှိရာအတန်ကြာသောအခါမှအိုးကောင်းကိုထောင်ကြီးလိုက်သောအခါတွင်ထိုနေရာ၌ပင်ရက်တီလျက်ရှိသေးသောမိန်းကလေးကိုမြင်လေ၏ဆက်ပိုင်မျက်လုံးပြူလျက်ဟဲ့ကောင်းမလေးသွားဆိုတာမသွားသေးဘူးလား သူငယ်မအမေကပတ်စံငါးမူပေးလိုက်ပါတဲ့စက်ပိုင်းဘဲကပတ်စံငါးမူပေးရမှာလဲမပေးဘူးသွားငါရိုက်လွတ်ရမလားသူငယ်မဟုတ်ရှစ်သူငယ်မဒီနေရာမှာမရွှေ့ချေကိုစလေလဲထိုင်လျက်အကဲခတ်နေလေအတန်ကြာပြန်တော့စက်ပိုင်းဟေးဘဲနဲ့ကောင်းမလေးလဲသွားဆိုတာမသွားသေးဘူးလားငါပြောတာမကြားဘူးလားသူငယ်မကြားတယ်ရှစ်စက်ပိုင်း ကြားရင်ဘာကြောင့်မသွားသေးတယ်လဲသူငယ်မသက်ဆန်ကားမှုမရသေးလို့ရှင့်ဆက်ပိုင်တဲခတ်တဲ့ကောင်မလေးပါလားငါရိုက်လွတ်လိုက်ရမလားဟုပြောလျက်ထမီမပြုတ်တော့လဲသူငယ်မသည်မလှုပ်မရှားပဲငုတ်တုတ်ရက်လျက်ရှိနေလေဤဆက်ပိုင်ကောင်မလေးမသွားသေးဘူးလားသူငယ်မသက်ဆန်ကားမှုမရသေးဘူးရှင့်ဆက်ပိုင်ဒီလောက်ပေးတဲ့ကောင်မလေးနင်းသေးပြီတော့ဟုပြောလျက်ထိုင်ရမှထပြီးလျင် လမ်းလျှောက်ဒုတ်ကောက်ကိုကောက်ယူ၍သူငယ်မအနီးသို့ချီးကပ်လျာကိုစလေလေးငေးလျက်ကြည့်နေ၏သူဖြစ်သောကိုစလေသည်ဦးလေးဆက်ပါ၏ခတ်ထန်ကြမ်းကြုတ်သောစိတ်သဘောထားကိုသိပြီးဖြစ်သည်နှင့်ဖရာဖရာတလျက်ခတ်ချေတော့မီဟုငေးကြည့်နေရမှသူငယ်မသည် မျက်လုံးပြူမျက်စံပြူနှင့်ဒုတ်ကိုကိုင်လျက်မိမိထံလာသောဆက်ပါရီကိုကြောက်လန့်ဟန်မရှိသည့်အပြင်ရှေ့သို့ပင်ခြေတလန်းတိုးလျက်ဦးကောင်းကိုမော့ကြည့်၍အမေကပတ်စံငားမှုပေးလိုက်ပါれဟု အတန်ကုန်ဟစ်ကအော်ပြောလိုက်လေထိုအခါစက်ပိုင်ဒီရင်ဘတ်ကိုလက်တီးနဲ့ထိုးချင်းခံလိုက်ရသည်အလားမြောက်ထားသောတော့ကိုပြန်ချလျက်ရုတ်တရက်တန့်ကြည့်ကရုတ်တရက်တန့်ရက်ကကြည့်နေလေဟာသူဖြစ်သူကိုစလေဒီလည်းအလွန်အံ့ဩစွာနဲ့ကြောင်တောင်ငေးလျက်ကြည့်နေလေစက်ပိုင်ကြီးသည်ရိုက်မိဟုရွယ်ထားသောဒုက္ခကိုချရင်ခတ်ထံတော်မျက်နှာသည်တဖြည်းဖြည်းပျောက်ကွယ်၍ အဲ့ထဲသို့လက်၌ပြီးလင်ငါမူစေတစေကို၌ယူ၍သူငယ်မအားပေးလိုက်လေ၏သူငယ်မသည်ငါမူစေကိုလှမ်းယူ၍ဆက်ပိုင်းကြီးကိုစေးစေးကြည့်လျက်ပင်နောက်ပြန်ဆုပ်သွား၍တကားဝါသို့ရောက်သောအခါမှလှဲ့ကထွက်သွားလေတော့၏သူငယ်မထွက်သွားပြီးသည့်နောက်ဆက်ပိုင်းကြီးသည်ပြတွင်ပေါက်တို့သွား၍အပြင်သို့ငေးကြည့်ကာ10မိနစ်ခန့်10မိနစ်ခန့်ကိုယ်တိုင်စကားမပြောဘဲရက်လျက်စဉ်စားစိတ်ကူးနေလျာသူဖြစ်သူကိုယ်စလဲလဲဦးလေးအမှုအရာကိုအ깨ခတ်လျက်ရှိလေ၏ စပိုင်ကြီးမှာခတ်ထန်သော အမှုအရာရှိသူတယောက်ဖြစ်၍အလौဒမများသည့်အနည်းသို့ချီးကပ်ရန်မဝန်ကြပါဘဲလျက်အလौဒမတယောက်ဤတမီ10နှစ်အရွယ်မိန်းကလေးတယောက်ကမမိအားစိတ်ကိုစိတ်ချင်းနှိမ်နင်းသွားနိုင်ခြင်းကိုအံ့ဩတွေးတောနေသည်ဟုသူဖြစ်သူကအကဲခတ်မိလေ၏သူဖြစ်သူအသက်အာမခံကိုယ်စလဲကလည်းဦးလေးနီးသူအံ့ဩမိပေ၏ကူလီတယောက်ဤတမီဖြစ်သူမိန်းကလေးတယောက်ကခတ်ထန်တင်းမာသောစိတ်တဘောရှိသည့်စက်ပိုင်းကြီးတယောက်လုံးကို အောင်မြင်နှိမ်နင်းလိုက်ခြင်းမှာဘယ်သို့သောအကြောင်းကြောင့်ပင်ဤတင်းမာသောလူကြီးသည်သူငယ်မကလေး၏ရှေးမောက်တွင်အဘဲကြောင့်ပြော့ပြောင်းသွား၍သူငယ်မ၏အလိုသို့လိုက်ရလေသည်နီထိုသူငယ်မကလေး၏ထိုသူငယ်မကလေး၌မိသို့သော တကိုးတတ္တိတူရှိလေသည်နီအဆရှိသော မေကွန်ပု္ပ္ပာတို့သည်ကတူဝရီနှစ်ယောက်စလုံးတို့သည်မိမိတို့ကိုမိမိမေးမြန်းမိကြသော ပု္ပ္ပာများဖြစ်ကြလေသည် နောက်ဆုံး၌သူဖြစ်သူအတ္တအာမခံကိုစရေသည်၎င်းပု္ပ္ပစာကိုအဖြစ်တွေ့ရှိခဲ့ပြီးအဖြစ်တွေ့ရှိသော နေမှာစ၍ထိုသူသည်အတ္တအာမခံပေါ်လစီများကို အတွင်ကျေဆုံးရောင်းချနိုင်သောကိုစလေတူအဖြစ်သူရောက်သွားလေရာ၎င်း၏လာစဉ်ကြီးကော်မရှင်သည်ဝန်ထောက်10ယောက်တို့နှင့်လာကထက်များကြီးသည် ထိုပု္ပ္ပစာများ၏အဖြစ်ကိုတင်ကိုယ်တိုင်တွေးတော်တွေ့ရှိနိုင်ခဲ့လေဤစာအုပ်ကိုဖတ်ရှုဖို့လူကောင်းမှလူပီလိမ့်မည် ဤစာအုပ်တွင်ဖော်ပြပါရှိသောဤစနစ်များသည်ထိုအရေးကြီးလာသည့်လှည့်ဝတ်သော အချက်ကိုညွန်ပြခြင်းမြသာဖြစ်၍တွေ့ရှိသည်နှင့်တပြိုင်နက်ခရီးတဝက်ပေါက်ပြီးဟုစိတ်နှလုံးကိုဒုံဒုံချလိုက်ပေလော့အဘဲကြောင့်ဆိုသော ထိုသူငယ်မသည် မတော်တဆကံအားလျော်စွာရရှိထားသောတကူတတိထူးကိုသူငယ်တို့ဘာဝအမှတ်မဲ့အတုံးချခြင်းအဖြစ်လိုအပ်သောအရာကိုရရှိနိုင်ခဲ့လေနေရာကြောင့်ပိုင်းပိုင်းနိုင်နိုင်အတုံးချတတ်သော တင်လူကြီးတယောက်သည်တင်လူသောငွေကို၎င်းတင်လူသောကြီးပွားမှုကို၎င်းအဘဲကြောင့်မရနိုင်ပဲရှိအံ့ဤထိုလှွက်ဝတ်သောအချက်ကိုတင်တွေ့ရှိ၍အသုံးချသောနေမှာစ၍တင်ဤကြီးပွားမှုသည် ဖြိုးရည်တက်တကဲ့သို့တနည်းတခြားတိုးတက်ပေလိမ့်မည်နားထောင်သူပြိတ္တတို့အနေနဲ့လည်းဒီအခန်းကသူငယ်မလေးသုံးသွားတဲ့ဤကိုစဉ်းစားမိတယ်ဆိုရင်ကွန်မန့်မှာချရေးပြီးတော့ sharing လုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ် အခန်းတစန္နိတိပတ်အောင်မြင်ခြင်း၏အခြေခံဖြစ်တော်တရားခြေဘွားရေးအတွက်ပထမဆုံးခြေလံလောကီရေး၌ဖြစ်စေလောကုတ်တရားရေး၌ဖြစ်စေထောင်းမြအောင်မြင်ခြင်း၏မူလအခြေခံဖြစ်သောစိတ်နေစိတ်ထားသည်ကပြင်းစွာသောဆန္ဒရှိခြင်းပင်ဖြစ်၏လောက၌ကြွယ်ဝချမ်းသာမှုမှဆ၍မင်္ဂလာတရားဖို့မတ်တရားဖို့တရားတို့ကိုရချင်းတိုင်အောင်ပြင်းစွာသောဆန္ဒရှိခြင်းသည်သာလျှင် အခြေခံဖြစ်၏ မတရားဖို့တရားသာလျင်သာမကတပညုတရွှေဉဏ်တော်ကိုရခြင်းတည်ပြီလျင်ပြင်းစွာသောဆန္ဒကိုအခြေခံပြု၍ပါရမီတော်ဖြည့်ချစ်ခြင်းအဖြစ်ဘုရားအဖြစ်သို့ရောက်နိုင်ခြင်းရောက်နိုင်ကြရကဤမြလောက်မခက်လှသောကြီးပွားချမ်းသာမှုလောက်မြကို ပြင်းစွာသောဆန္ဒရှိသူတယောက်သည်အဘယ်မှလည်းမရနိုင်ပဲရှိပါအံ့နီဤသို့ဆိုရ၌ကြီးပွားချမ်းသာခြင်းကိုအလိုမရှိသူဟု၍ မရှိပါဘဲလည်းများစွာသောသူတို့သည်အဘဲကြောင့်မကြီးဝါမချမ်းသာကြရလေသည်နည်းဟုသောကတာသောတကတည့်ရန်ရှိကျွန်ုပ်တို့ဆိုလိုရင်းကချမ်းသာလိုကာမတ္တကို ပြင်းစွာသောဆန္ဒဟု၍ခေါ်ဆိုနိုင်သည်မဟုတ်ဤတသက်တွင် မကြီးဝါမချမ်းသာပဲမနေဟု၍စိတ်နှလုံးဒုံဒုံချနိုင်သောစိတ်မျိုးကိုသာဆိုလိုခြင်းဖြစ်ကြ၏ထိုကဲ့သို့ပြင်းစွာသောဆန္ဒဖြစ်ပေါ်ခြင်းသည်တကူအဋ္ဌိပတ်ကြီးတစ်ခုဖြစ်လာတော့၏ ထို့ကြောင့်အဋ္ဌိပတ်၄ပါးအဓိပတိ၄ပါးတို့တွင်သန္ဓေဒီဟုသောသဘောတရားကိုမူလရင်းအခြေခံထား၍မြတ်စွာဘုရားတခင်ဟောကြားတော်မူခြင်းဖြစ်၏။ပြင်းစွာသောသန္ဓေဖြင့်အခြေခံခဲ့လျှင်ကျွင်းကြံသော တကုအဋ္ဌိပတ်၃ပါးအဓိပတိ၃ပါးတို့သည် အလိုအလျောက်လိုက်ပါလာရတော်၏။ပြင်းစွာသောဆန္ဒဖြစ်ပေါ်လာသည့်အခါစိတ်အားထက်သန်ခြင်းဝိရိယနှင့်ဇွဲကောင်းခြင်းဉာဏ်ရှိသလောက်အမျိုးမျိုးဖန်တီးစီမံခြင်းစသည်တို့သည်အလိုလိုနောက်မှ လိုက်ပါလာရမြဲဖြစ်၏။ဆန္ဒဒီဟုသောမိယထာဆက်ကောင်းခုတ်နှင့်မောင်းလိုက်လျင်ကြံသောသဘောတရားတို့သည်ယထာမြယထာတွဲများသပွဲနောက်မှ လိုက်ပါလာကြရမြဲဖြစ်ကြ၏။တို့ဖြစ်ရက လောက၌ကြီးပွားချမ်းသာမှုကိုဖြစ်စေမတရားဖို့တရားသည်ဟုသောနိဗ္ဗာန်ချမ်းသာကိုဖြစ်စေ ပြင်းစွာသောဆန္ဒဖြင့်လိုချင်မှုသည်အရေးကြီးလာ၏လိုချင်ကာမတ္တဖြစ်ရလို့ ဖြစ်ရပါလို့ဤဆိုယုံများနဲ့မရနိုင်ချေထို့ကြောင့်လောကီချမ်းသာမှုကို အလိုရှိသည်ဖြစ်စေနိဗ္ဗာန်ချမ်းသာကိုအလိုရှိသည်ဖြစ်စေရှေ့ဥစွာလိုသောအချက်တိကမေကာရှေ့ဥစွာလိုသောအချက်တိကကမ္မတ္တမြအလိုရှိခြင်းသည်ဟုသောစိတ်ကိုပြင်းစွာသောစန္ဒအဖြစ်သို့ရောက်အောင်ဖော်ပြလက်တန့်သောဤအမျိုးမျိုးတို့ဖြင့်လေ့ကျင့်မွေးမြူရာ၏ဘယ်အရာကိုမဆိုပြင်းစွာသောစန္ဒဖြင့် လိုချင်ခဲ့လေမရမရှိနိုင်ဟုမှတ်ယူလေပြင်းစွာသောဆန္ဒဖြစ်ပေါ်လာသည့်နှင့်တပြိုင်နက်ခရီးတဝက်ဆက်ရောက်လာပြီးဟုကျွန်ုပ်တို့ဆိုလို၏မြတ်စွာဘုရားသခင်သည်မြတ်စွာဘုရားသခင်သည်တပညုတရွှေဉဏ်တော်ကိုပြင်းစွာသောဆန္ဒဖြင့်အလိုရှိတော်မူ၍ဒီပင်ကဘုရားလက်ထက်တော်၌စုပန်တော်မူခဲ့၏၎င်းသောထိုဆန္ဒအလျောက်ပါရမီတော်ဖြစ်จิตတော်မူနိုင်ခဲ့သဖြင့်နောက်ဆုံးတွင်ဘုရားအဖြစ်တို့တိုင်ရောက်ခဲ့၏ ်ဤမြလောက်ခတ်ခဲသောအရာကိုပင်လေဆန္ဒသည်ဟုသော အရင်ခံတကူတတ္တိဖြင့်ရစွမ်းနိုင်ပေရကမတ်ဖို့နိဗ္ဗာန်ကို၎င်းလောက၌ကြီးပွားချမ်းသာမှုကို၎င်းဆန္ဒပြင်းစွာရှိသော သူတယောက်သည်အဘယ်မှလည်းမရဘဲရှိနိုင်ပါအန်ဤဆန္ဒဒီပတ်သည်ဟုသောတကူတတ္တိကိုရစဝဲ၌ပါရှိသော အဖြစ်ပြက်တစ်ခုအပြည့်ထင်ရှားအောင်ဥပမာဆောင်းအုပ်အပ်စေဘူးကြီးတယောက်သည် မြစ်တစ်ဖက်ကမ်း၌ရှိသော ရန်သူစစ်တပ်ကိုတိုက်ခိုက်ဖျို့ဖျက်ရန်ပြင်းစွာဆန္ဒဖြစ်ပေါ်ဘူးဒီရန်သူစစ်တပ်ဒီမိမိစစ်တပ်ထက်ဥယျာဉ်များပြားတောက်တင်းချောင်းကိုလည်းတည်ဤသို့တော်မိမိစစ်သားများသည်မိမိကဲ့သို့ပင် နိုင်ကျင်သောဆန္ဒပြင်းစွာပေါ်ပေါက်ခဲ့လင်ဧကံမုတ်ချနိုင်ရလိမ့်မည်ဟု၍လေယုံကြည်စိတ်ချ၏တို့ဖြစ်ရကစစ်ဘူးကြီးသည်မိမိစစ်သားများကိုလှေဖြစ်တင်ဆောင်၍တဖက်ကန်းသို့စိုက်ရောက်ကြသောအခါလှေအလုံးကိုမိရှုပြပြီးနောက်စစ်သားများအားပြောသည်မှာ ငါလူများငါတို့မှာ အသက်ရှင်ကြသည့်နီလန်တနီးသာရှိတော်ဒီယခုတိုင်ပြီးစစ်တဲ့စစ်ပွဲတွင်ငါတို့ဘက်မှနိုင်မှငါတို့ပြန်ခွင့်ရကြတော်မူရှုံးနေခဲ့ရင်ပြေးရန်လမ်းမရှိတော့ကြောင့်ငါတို့အားလုံးတေကြဖို့သာ ရှိတော်သည် အသက်မတေလိုကြလျင်နိုင်အောင်တိုက်ကြပြီလော့ဟုပြော၏စစ်သားများသည် ထိုအချင်းအရာကိုသိမြင်ကြ၍ငါတို့မနိုင်ရင်ငါတို့တေကြရတော်မူမနိုင်နိုင်အောင်တိုက်ပါတော်ကောဟုဆန္ဒပြင်းစွာ ဖြစ်ကြလက်ရုံရုံချုံချုံတိုက်ခိုက်ကြလေကမိမိတို့တဲ့စွမ်းအားကြီးမသောရန်သူစစ်တပ်ကိုဖြိုဖျက်နိုင်နှင်းခဲ့ဘူးလေဒီဤဒီကစန္ဒီစန္ဒီတိပတ်ဤတကိုးတတိပေဒီမိတိကိစ္စကိုမစိုးအောင်မြင်ထားမြောက်အောင်ဆောင်ရွက်လိုသူဟူသည်မသည်နောက်သို့ပြန်၍မဆုံနိုင်စေခြင်းကလှေကိုမီးရှို့ဖြစ်သည့်အလားဆောင်ရွက်ကြရချေသည် စောတာတက်တာဟူသောသဘောထားမျိုးနှင့်စိတ်တွိဟထား၍ဆောင်ရွက်သူတို့သည်နောက်တို့ပြန်၍စုတ်ရတတ်သည်သာများလာကြသည်တဏှဥစ္စာရှာဖွေရ၌ဥစ္စာကိုအလိုရှိကမျှနှင့်ရနိုင်ကြမည်မဟုတ်မရလျင်မနေဟူသောစိတ်ဆန္ဒမျိုးထား၍ဥစ္စာရဖို့အထွတ်မိကဲ့သို့သောနီလန်းမျိုးဖြင့် ဆောင်ရွက်မည်ဟုအကြံစီထုတ်ပြီးလျှင်၎င်းအကြံစီအတိုင်းဇွဲကောင်းကောင်းနှင့်ဆောင်ရွက်ကြလျှင်ဤကံမုတ်ချအလိုဆန္ဒပြေဝါရချီမီဖြစ်၏ ဒနာဥစ္စာရှာဖွေရ၌လိုအပ်သောဥစ္စာကိုရစိတ်သောငါအောက်ပါနီးလန်းများဖြင့်ဆောင်ရွက်ရမည်၁လိုအပ်သောစီးပွားရှင်ငွေအရေးအတွက်ကိုမိမိ၏စိတ်တွင်တိတိကျကျပိုင်းခြားမှန်းထားရမည်ငွေများများကြီးအလိုရှိသည်ဟုသောမှန်းဆချက်မျိုးနှင့်ကိစ္စမပြီးချေမီ၍မီများအလိုရှိသည်ကိုတိတိကျကျမှန်းရွယ်ထားရမည်အရေးအတွက်ကိုတိတိကျကျမှန်းထားရခြင်းမှာအခြေအနေအကြောင်းမဟုတ်ကြောင်းကိုနောက်အခန်းတစ်ခန်းတွင် ဖော်ပြလိမ့်မည် နှစ်ထုံငွေကိုရမှုအတွက်မိမိကမြေမြလောက်အထိအပင်ပန်းအစင်းရဲ့ခံနိုင်မီဟူ၍လဲတိတိကျကျဆုံးဖြတ်ထားရမည်လောက၌တခုခုမပေးဘဲအချီးအနှီးအလကားရနိုင်သောအရာဟူ၍မရှိခြင်း၃မှန်ထားသောငွေကိုမိသည့်နေ့ရက်တွင်ရလိုသူဟုရလိုသည်ဟုရက်စွဲနှင့်တကွတိတိကျကျဆုံးဖြတ်ထားရမည်၄ထုံငွေကိုရမှုအတွက် ဘယ်ကဲ့သို့ဆောင်ရွက်မည်ဟုအကြံအစီပြုလုပ်ပြီးလျှင်၎င်းအကြံအစီအတိုင်းမဆိုင်မလင့်ပဲချက်ချင်းစတင်ဆောင်ရွက်ရမည်။ငါအလိုရှိသောငွေအရေးအတွက်ရရှိမည်။ရက်စွဲထုံငွေရမှုအတွက်မိမိက အနစ်နာခံနိုင်မည်အချက်၎င်းရမှုအတွက်ဆောင်ရွက်မိအကြံအစီများစသည်တို့ကိုစာရွက်တရွက်ပေါ်ရင်ထင်ထင်ရှားရှားရေးသားဖော်ပြကြရမည်6၎င်းစာရွက်ကိုနနက်အိယာမှထသောအခါ၌တစ်ချိန် အိယာဝင်သောအခါ၌တကြိမ်အတန်ထုတ်၍ဖတ်ရမည်ထိုကဲ့သို့ဖတ်နေစဉ်ထိုဝင်ကိုလက်ထဲရောက်ပြီးကဲ့သို့စိတ်ချယုံကြည်၍မျက်စိထဲတွင်ထင်မြင်ရမည်အထက်ပါနီးလဲ၆ခုအတိုင်းကြာကြာနာနာလိုက်နာဆောင်ရွက်ဖို့အလွန်အရေးကြီးလှ၏အထူးသဖြင့်နံပါတ်၆ကိုတိတိကျကျမပြတ်မကွက်လိုက်နာဖို့အလွန်အရေးကြီး၏လက်တို့မရောက်သေးသောငွေကိုလက်ထဲရောက်ပြီးကဲ့သို့ထင်မြင်တတ်ဖို့ ခဲရင်လာသည်ဟုပြောရန်ရှိ၏သို့သောထုံဝေကိုမရမနေဆိုသည့်ပြင်းစွာသောဆန္ဒမျိုးဖြင့်လိုချင်ရုံးမှန်သူတယောက်အဖို့၌ထိုကဲ့သို့ထင်မြန်ခဲရင်မည်မဟုတ်ချေထုံဝေရရှိမှုအတွက်ထုံဝေရရှိမှုအတွက်မှတပါတခြားမည်သည့်အရာကိုမျှစိတ်အာယုံမဆိုင်ပဲဒဇိတ်တဲ့တအားယုံတဲ့ထားနိုင်လောက်အောင်ပြင်းစွာသောဆန္ဒရှိသူတို့အဖို့မှလက်တော့မရောက်မီကပဲရောက်ရှိပြီးခဲ့တဲ့ကဲ့သို့ ထင်းမြင်နိုင်ရမခက်ခဲလှကြည်အဋ္ဌိပတ်၄ပါးအဓိပတိ၄ပါးတို့တွင်ခေါင်းဆောင်ကြီးဖြစ်သည့်စန္ဒီဒီပတ်နှင့်စန္ဒာဒီပတိတို့အကြောင်းကိုနားမလည်ခဲ့သူအဖို့နာမလေခဲ့သူတို့အဖို့မူကအထက်ပါနီလန်6ခုတို့တိတောက်တီးတောက်လှဲ့ရှိလာသည်ဟုမှတ်ထင်ကောင်းမှတ်ထင်ကြပေလိမ့်မည်သို့သော အမေရိကန်ပြည်၌အကျွဲဝဆုံးတထေးကြီးတဦးဖြစ်သော မစ္စတာကနာဂျီသည်တမန်နီအလုပ်ယုံနဲ့တာမန်ကူလီတယောက်အဖြစ်နဲ့အလုပ်လုပ်ခဲ့ရမှာအထက်ပါနီလန်6ခုအတိုင်းဆောင်ရွက်ခဲ့ခြင်းအဖြစ်ဂရေကရာကျွဲဝချမ်းသာသောအဖြစ်သို့ ရောက်ခဲ့ဘူးသည့်ထုံဟောင်းတာရကရှိပြီးအထက်ပါနီလန်6ခုအတိုင်းလိုက်နာ ဆောင်ရွက်ရမှာများစွာပင်ပန်းခဲရင်လှသည်မဟုတ်ကြီကျောင်းမှပညာမြည်၍ကျောင်းမှပညာမြည်ဤမြည်မြတ်တက်မြောက်ခဲ့ရမည်ဟု၍လည်းမလိုကြီး ဒနာဥစ္စာရရှိမှုဆိုဒီမှာကံအားလျော်စွာ ဖြစ်တတ်သောသဘောရှိသည်ဟု၍ကံကိုယ်သာယုံကြည်အားကိုးနေခြင်းအပြင်မဖြစ်နိုင်ကြောင်းတိနာလေတတ်သောဉာဏ်မျိုးရှိမှလာလျှင်အရေးကြီးလာပေသည်အမွေရခြင်းထိပေါက်ခြင်းတို့မှတပါဥစ္စာငွေကြီးတိမ့်တန်ကလေးတိုင်အောင်ကိုယ်တိုင်ရှာဖွေစုဆောင်းလာကြသောတထေးကြီးတကြွယ်ကြီးဟုသမျှတို့သည်ပြင်းစွာသောဆန္ဒကိုအရင်ခံပြု၍အကြံအစီ ထုတ်ပြီးလျင်၎င်းအကြံစီအတိုင်းဇွဲကောင်းကောင်းနဲ့ဆောင်ရွက်လုတ်ကင်ခဲ့ခြင်းအဖြစ်သာလျင်တထွေးကြီးတကြွယ်ကြီးအဖြစ်တို့တိုင်ရောက်ခဲ့ကြရခြင်းဖြစ်ကြ၏။အိန္ဒိယ၌အတိအလင်းဖော်ပြလိုသည်မှာဒနာဥစ္စာကိုပြင်းစွာသောဆန္ဒဖြင့်လိုချင်သောစိတ်မျိုးမရှိ၍ရပြီးကဲ့သို့မထင်မြင်နိုင်ခဲ့လျင်တိမ်တန်ကလေးအသည့်ကြွယ်ဝချမ်းသာလာသောတထေးကြီးတယောက်အဖြစ်သို့မရောက်နိုင်ကြောင်းမှတ်ယူလေ။ စိတ်ကူတဲ့နိုင်မိမိကိုမိမိတထေးဟူ၍မထင်မြင်နိုင်ခဲ့လျင်တကယ်လေတထေးမဖြစ်နိုင်ဟူ၍မှတ်လေမြမပီရာဇဝင်တွင်ယခုကဲ့သို့တထေးဖြစ်နိုင်သောလမ်းပေါက်လမ်းစပေါ်များသောခေဟူ၍တချိန်တခါမှ မကြုံခဲ့ဘူးသေးချေစစ်ကြီးအတွင်ကယာယီအလုံမျိုးတို့ဖြင့်ယာယီတထေးများပေါ်ပေါက်ခဲ့ကြသည်မှန်၏သို့သောယာယီအလုံမျိုးဖြစ်သောကြောင့်စစ်ပီးသည်နှင့်တပြိုင်နက်ကွဲပြောက်ကြလေပြီး ယခုမူကားရောင်းဝယ်မှုကိစ္စအမျိုးမျိုးတို့တွင်ထာဝစဉ်လုပ်ငန်းမျိုးတည်ထောင်နိုင်ကြပြီဖြစ်၍ထာဝစဉ်တထေးမျိုးပေါ်ပေါက်ကြချေတော့မည်ယခုခေတ်ဒီကနေရာတကာတွင် အသက်ပြုပြင်ပြောင်းလဲလျက်ရှိသောကြောင့်ခေါင်းဆောင်အသက်များပညာသင်ကြားရေးနီလန့်အသက်များကုန်စည်ကူးသန်းရောင်းဝယ်ရေးနီးအသက်များစာအုပ်အသက်များရုပ်ရှင်ကားနှင့်ရေဒီယိုတို့အထက်စိတ်ကူးနှင့်အစီအစဉ်အသက်များစသည်တို့ပေါ်ပေါက်စေပေါ်ပေါက်လက်တက်ရှိကြပါ၏ ဤခေမျိုးတွင်စိတ်ကူးဉဏ်အသည့်နှင့်ဇွဲကောင်းကောင်းဆောင်ရွက်နိုင်သူတို့အဖို့မှမရနိုင်သောစီးပွားဥစ္စာဟု၍မရှိနိုင်ခြင်းဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့အကြံဉာဏ်ဖြစ် ကြီးပွားရေးဆိုတဲ့စာအုပ်အပိုင်းတည်းဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sony Phone channel လေးကို subscribe လုပ်ပြီးတော့ notify ဘဲလေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်သဘောကျနှစ်သက်တယ်ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးနဲ့ကက်ကြီး၃ပါးရံမှအမြန်ဆုံးကင်းဝေးပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ